ပါစကာဒုတိယသတင်းပတ်ရဲ့ဗုဒ္ဓဟူးနေ့ရှင်ရောင်းအေဝံဂေလိကျမ်းခန်းကြီး3အခန်းငယ်16မှ27တားတော်ကိုယုံကြည်သော သူဟုသမျှကိုပျက်စီးခြင်းသို့မရောက်စေဘဲထာဝရအသက်ကိုရစေခြင်းကဖျားသခင်သည်မိမိတပါးဒီသောတားတော်ကိုစွန့်သည့်တိုင်အောင်ကမ္ဘာလောကသားတို့ကိုချစ်တော်မူ၏အကြောင်းမူကား ဖျားသခင်သည်ဤလောကကိုအပြစ်စီရင်စေခြင်းကတားတော်အားလောကထဲသို့ဆ िल ွတ်တော်မူသည်မဟုတ်တားတော်အားဖြင့်ဤလောကသည်ကဲတင်ခြင်းခံရစေရန်ဆ िल ွတ်တော်မူခြင်းသာဖြစ်၏တားတော်ကိုယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကိုမခံရမယုံကြည်သောသူသည်ကအပြစ်စီရင်ခြင်းကိုခံရလေပြီအကြောင်းမူကားသူသည် ဖျားသခင်တပါတီသောသားတော်ဤနာမတော်၌မယုံကြည်သောကြောင့်ပင်သည်စီရင်ချက်ဒီကဤသို့ဖြစ်၏အလင်းသည်ဤလောကသို့ကြွလာတော်လဲလူတို့သည် မကောင်းမှုကိုပြုနေကြသောကြောင့်အလင်းထက်မှောင်မိုက်ကို ပို၍နှစ်သက်ကြ၏မကောင်းမှုကိုပြုသောသူတိုင်းသည် အလင်းကိုမုံတီးကြ၍ မိမိတို့ပြုသောမကောင်းမှုမပေါ်လွင်စေခြင်းကအလင်းတို့မချင်းကပ်ကြ။တမာတရားကို လိုက်နာကျင့်သုံးသောသူမူကားမိမိတို့ပြုသည်များတို့သည်ဖျားသခင်၏အလိုတော်အတိုင်းဖြစ်သည်ကိုထင်ရှားစွာမြင်စေခြင်းကအလင်းတို့လာသည်ဟု မိန့်တော်မူ၏။ယေရှုခရစ်တော်သခင်၏မွန်မြတ်သောဧဝံဂေလိတရားတော်ပေတည်။ salvation of the world လောကကြီးကယ်တင်ခြင်းဒီနေ့လောကကိုကယ်တင်ဖို့အတွက်သားတော်ကိုဆစ်လွတ်တယ်ဆိုတဲ့အချက်ကိုအတိအလင်းဖော်ပြလာတာကိုတွေ့ရပါတယ်ဒီပါစကားချိန်မှာကယ်တင်ခြင်းဆိုတဲ့အကြောင်းကိုလည်းပဲအထူးအသာပေးအလေးနဲ့ထားပြီးထောက်ရှုကြရတဲ့ကာလလည်းဖြစ်ပါတယ်ကယ်တင်ခြင်းဆိုဒီမှာလုံးဝအုတ်တုံပြည့်ပြည့်စုံသောအဖြစ်အခြေအနေတို့ အစင်အမြဲတင်းမြောက်လိုက်ခြင်းမဟုတ်သေးပါဘူးပါစကာကာလာမာတွေ့လိုက်ရတဲ့ကဲတင်ကြီးဟာဖျားသခင်ကျွန်တော်တို့ကို ချစ်ပါတယ်ဒီလောကကြီးကိုချစ်ပါတယ်ဒီထဲမှာ သူရှိနေတယ်ဒီလိုအဖြစ်အပျက်တွေချမ်းရှိတော့ညာလည်းပဲပျက်စီးမှုတွေကိုဥတီနေတော့လည်းပဲဒီကြားထဲမှာ သူရှိပြီးပြန်လဲတည်တံ့စေတယ်တိဆောက်ပေးတယ် ာဖြစ်လို့လဲဆိုရင်သူ့ရဲ့ချစ်ချင်းကြောင့်အမျက်ရှိနေပေးတာတာဟာကဲတင်ခြင်းပဲဖြစ်ပါတယ်။ဒီ Easter အချိန်မှာတွေ့လိုက်ရတာဒါပဲဖြစ်ပါတယ်။ကဲတင်ခြင်းဟာဖျားရှိနေတယ်ဆိုတဲ့အချက်ဖဲဖြစ်ပါတယ်။ဒီပါစကားကာလရဲ့ရှုထောင့်နဲ့ကျွန်တော်တို့သုံးသပ်အမှန်ဆိုရင်သူရှိနေတယ်။တေခြင်းစီကိုဥတည်နေတော့လည်းပဲအရှုပ်အရှင်းတွေပြဿနာတွေကြားထဲမှာရှိ냐တော့လည်းပဲ။ အဖြစ်အခြေအနေမျိုးမျိုးကြားမှာရှိ냐တော့လည်းပဲဖျားသခင်ချစ်နေပါသေးတယ်ဆိုတဲ့အချက်ဟာကျွန်တော်တို့အတွက်ကယ်တင်ခြင်းပဲဖြစ်ပါလေသူရဲ့ချစ်ခြင်းကကျွန်တော်တို့ကိုတိဆောက်ပေးလျက်ရှိတယ်တည်တံ့စေတယ်အသက်ပေးတယ်ခုနပြောခဲ့တဲ့လုံအောင်အုတ်သုံးပြပြဆုံးတဲ့အခြေအနေကိုတဖြည်းဖြည်းချင်းခေါ်ဆောင်သွားပေးနေတယ်ဆိုတာကိုယုံကြည်ကြမှလည်းပဲဖြစ်ပါတယ်ဒီနေ့ကြားတဲ့ပထမကျမ်းမှလည်းပဲဒါပဲဖြစ်ပါတယ်ပထမကျမ်းမှာတမန်တော်တွေအချုပ်အနှောင်ကလွတ်မြောက်သွားတယ် တကယ်တော့အပြင်းမန့်ချုံအောင်ဆိုတာထက်အတွင်းသက်မာကိုတဲကဝိညာဉ်တော်လက်ခံရရှိပြီးအချုံအောင်အားလုံးကလွတ်မြောက်ခါတည်ငောင်းကိုခေါ်ပြောနိုင်တာဒါကဲ့တင်ခြင်းပဲဖြစ်ပါတယ်သူတို့အချုံအောင်ခဏတဲပဲလွတ်မြောက်တာပါနောက်ပြီးတိတ်မကြခင်မှာသူတို့ပြန်လဲပြီးချုံအောင်ခံချရမှာလည်းပဲဖြစ်ပါတယ်ပြောချင်တာကအပြင်းမန့်အဖြစ်အခြေအနေပဲလိုပဲရှိရှိ အတွင်းသက်မှာဖျားကိုရပြီးဝိညာဉ်တော်ကိုပိုင်ပြီး စိတ်ရဲ့အတွင်းစိတ်မှာလွတ်လပ်ခြင်းရှိပြီးဒါဟာကယ်တင်ခြင်းပဲဖြစ်ပါတယ်အတွင်းသက်ကြည်လင်ခြင်းရှိလာတယ်အော်ဒါပါစိတ်ဆေးကြောခြင်းခံရတာကယ်တင်ခြင်းပဲဖြစ်ပါတယ်ကြောင့်ဒီချက်တွေကိုပြန်စဉ်းစားရင်ဖျားသခင်အတွက်ပေးလာတဲ့ကယ်တင်ဖျားသခင်ကပေးလာတဲ့ကယ်တင်ခြင်းအတွက်ကျေးဇူးတင်ကြပါစို့အထူးသဖြင့်ဒီပါစကားပွဲကာလမှာရရှိလိုက်တဲ့သူရဲ့ချစ်ခြင်းအတွက်ကျေးဇူးတင်ကြပါစို့ပေးလာတဲ့အသက်တာအတွက်ကျေးဇူးတင်ကြပါစို့